ီမှာဗျဗာကြီးမိုးချင်ရောက်တော့စားစရာတော့တကယ်ပူစရာမလိုဗျာနော်အတီးအနံတွေပေါ်မယ်ဟင်းဒီဟင်းရဲ့တွေပေါ်မယ်ဗျသူချက်ကျွေးတဲ့ထမင်းဟင်းလက်ရာတွေကောင်းတယ်ဗောဗျာနော်ဒါကတော့လျှောက်ဒီဗျတဘာဝအတိုင်းမဲ့ပြီးကြလာဗောဗျာနော်အာဒီကောင်ကကြတော့တင်ဘော်ဒီဗျငက်ကလေးတွေဖောက်စားထားဗောဗျာနော်ဒီမှာကြည့်လိုက်အတော်ချုံမဲ့ပုံဗျအာခဏခွဲစားမယ်ဗျ ဟုတ်ကဲ့မရှိရင်ရှိတာစားမယ်လို့ပြောထားဗျာအဲ့ဒါတော့တွေးတဲ့ဟာကိုစားရမှာပဲသူကသူချင်းချင်းခါခါပေါ့ဗျာနော်ဒါပေမဲ့ချိုးဖို့ကတော့တေချာတယ်ဗျာငက်တွေစားထားဗျာနော်ငက်တွေကပြောရရင်တော့လူလယ်မဟုတ်တဲ့ငက်လယ်တွေဗျာအဲစားလို့ကောင်းပါတယ်ဆိုတဲ့ကောင်တွေချိုးပါတယ်ဆိုတဲ့ကောင်တွေလက်ဆက်ပါတယ်ဆိုတဲ့ကောင်တွေကိုပဲသူတို့ကစားကြတာဗျာနော်အာဒါပါကြီးမိုးရဲ့လက်ဆွဲကြီးပေါ့ဗျာနော် ီပါဗျာဒါပါဂျီမိုရဲ့အချစ်တော်လေးပြဗျာနော် အော်ကဲ channel ရောက်တော့ like လဲကြည့်မယ်ဗျာဘာဒီတွေ့ရမလဲလို့ပေါ့ဗျာနော်ဩဇာဒီလေးတော့တချို့ကတော့မဲ့ကောင်းမဲ့နိုင်တယ်ဗျာနော်ရှာစားကြည့်အောင်ဗျာမ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 ာရရမရရခူးတော့ခူးစားကြည့်ရမှာဗျာ တင်မော်ဒီအစိမ့်တွေကတော့အရွယ်ရောက်တဲ့တင်မော်ဒီအစိမ့်တွေကတော့အများကြီးပြန်နော်တင်မော်ဒီထောင်းတို့တင်မော်ဒီတုတ်တို့စားချင်တဲ့လူတွေကတော့အစာပနာယူခဲ့ဖို့လိုမယ်ပေါ့ဗျာနော်ဒီမှာရောက်ရင်ခွင့်တောင်းပြီးမှတလုံးတလေခူးပြီးမှလက်လက်ဆက်ဆက်ဆိုတာနဲ့ပိုတဲ့အရာတာကိုစားရမှာပေါ့ဗျာနော်အာဒီမှာတရားဟောစာတွေ့တယ်ပေါ့ဗျာနော်စားမယ်ဗျာခဏနေဩဇာကြီးပေါ့ဗျာနော် ကဲချန်နဲ့ရှောက်လဲကြည့်အောင်မပြဒီမှာက तू ကအဓိကအဖင်တီးပြင်စားပြင်နေအစိုက်များတယ်ဗောဗျာနော်ငကိုတော့ကတော့ तू ကဩဇာတိကိုပဲအဓိကထားစိုက်ပြုတ်ထားဗောဗျာနော်အခုကတော့ तू ကဘာတွေထပ်ဖြည့်ထားလဲဆိုတော့တင်းဘောပြင်နေများပြားထပ်ဖြည့်ထားဗျာမလကာပြင်နေတွေ့တယ်ဗျာနော်ငပြောပြင်နေတွေ့တယ်ဗျာตาตะเลดีပြင်ဗျာနော်ပိန်လဲဒီတွေလည်းရှိမယ်ဗောဗျာနော် อ่าดามะจี้เปียนเนาะหน่วยทะนองซ้อมมะจี้โซเรอะตายอ่าอคูอ่ะซ้อมยาดิยောက်ไปโซรอมะจี้ไอ้ออกกะเลมาเน่พี่มาစိတ်ကူးလေးတွေလာရင်လို့ရတာပေါ့ဗျာနော်စိတ်ကူးရင်ဓမ္မလေးတွေဒီမှာထိုင်ပြီးမှငယ်ဘွားငယ်ကြီးစားအကြောင်းစဉ်းစားတွေးခေါ်လို့ရတာပေါ့ဗျာနော်လွမ်းလို့ရတယ်ဗျာဆွေးလို့ရတယ်ဗျာအာဒီလိုနေထားမှလာပြီးမှတရားအားထုတ်ခြင်းလည်းရတာပေါ့ဗျာနော်လူပြိုကြီးဘွား အယုအထုတ်ချင်တယ်ဆိုတော့ဒီမှာလာပေါ့ဗျာနော်အာအေးစစ်စစ်တရားလေးအထုတ်လို့ရတော့ပေါ့ဗျာနော်တရက်ပြင်နေလဲစိမ့်လန်းလို့ဗျာနော်ဒီမှာဗျ ဒီမာလကာဒီတွင်ရှာလိန်နေဗျဘာကြောင့်မို့လို့လဲဆိုတော့တချို့ကတော့မာလကာဒီတဲ့တချို့ကတော့မာကလာဒီတဲ့ကျွန်တော်တို့ငငယ်တုန်းကခေါ်တာတော့မာကလာဒီပေါ့ဗျာနော်စာမရေးထားတာမာလကာဒီပေါ့ဗျာနော်အဲ့တော့ကိုကဒီကောင်ပြောမယ်ဆိုရှာထဲမှာရုတ်တရက်မာတော့ထွက်လာဗျလကာနဲ့ထွက်ရမှာကလာနဲ့ထွက်ရမလားမသိဘူးပေါ့ဗျာနော်ဟိုဟိုဒီမှာဗျာနော်ဘာဂျီမိုးရဲ့တီမော်ဒီခြံရောက်နေတာပေါ့ဗျာနော် ဒီတင်းမားတွေကကျွန်တော်မှတ်မိတော့ site ထားတာနေဝက်တော့မရှိသေးတယ်လို့ပဲဗျာနော်ကျွန်တော်ပြောမှာကောင်းလဲမှားနိုင်တယ်ဗျာအမ်မှန်ကောင်းလဲမှန်နိုင်တယ်ဗျာနော်အခုလာကြည့်လိုက်တော့ဟောမနေ့တဟာယူတီးနေတာပေါ့ဗျာနော်ပြီးရင် तू ကဝက်မလွတ်ဗျာအာအပြင်းနဲ့နှိမ်ကလေးနဲ့တီးနေတာပေါ့ဗျာနော်ငငယ်တော့ကကျွန်တော်တို့ဓာမျိုးတွေဆိုရင်မြင်လို့မရဘူးဗျာမြင်မြင်တဲ့နေရာမှာခိုးစားကြတာပေါ့ဗျာနော်ခိုးစားလို့ရတဲ့အတီးကအင်မတန်ချိုတယ်ပေါ့ဗျာနော် ဒါပေမဲ့အခုခေတ်လူငယ်တွေကတော့လိုက်မှမတုခိုးကြနဲ့အတုမခိုးကြနဲ့ပေါ့ဗျာနော်ဒါပေမဲ့အခုခေတ်လူငယ်တွေကလည်းတော်သေးတောင်းသေးတွားဖို့စိတ်ဝင်စားတော့ဗျာသူတို့ကဖုံးတစ်လုံးနဲ့ပဲအလုတ်ရှုပ်နေတာပေါ့ဗျာနော် ဖုံးတစ်လုံးနဲ့ကဘာပတ်နေကြတဲ့လူငယ်တွေပေါ့ဗျာနော်ပြောရရင်တော့လက်တွေ့ကြကြတော့တော်သေးတောင်းသေးကိုမီဒီကလေးမှမတွားကြတော့ဘူးပေါ့ဗျာနော်အများဆုံးတော့အဖြစ်တော့အမ်ဖုံးနဲ့ကဘာပတ်တယ်ပေါ့ဗျာနော်ဖုံးနဲ့စော်ကျူတယ်ပေါ့ဗျာနော် တခါတလေကဘာပိုက်ရောမကစက်ကြဝလာအထီတောင်ရောက်သွားနိုင်တယ်ဗျာနော်ဖုံးဆိုတာအမပြက်ပြားလေးတေးတေးလေးတခုဗျာတူကပတ်ချင်တယ်ဆိုရင်ကဘာရောကဘာအပြင်ရောစက်ကြဝလာရောစက်ကြဝလာအပြင်ဘက်ထိပါပတ်လို့ရတဲ့အနေထားရှိရပေါ့ဗျာနော်သူများတော့ပြောတယ်ဗျာကဘာကြီးကလုံလုံကြီးတယ်အမမဟုတ်ဘူးဗျာကဘာကြီးကပြက်ပြားလေးဗျာနော် စัจจဝရာကြီးကလည်းကျေပြန့်နေတယ်မကျေဘူးဗျာစัจจဝရာကလည်းတထွာလာပဲရှိတယ်ဗျာနော်ဩတာလျှောက်တီးပြင်ဗျာနော်မလကာတီးတွေအာတို့မဟုတ်မကလာတီးတွေအာအများပြတီးနေတာဗောဗျာနော်ဒီအတီးကိုမမြင်ချင်ဘူးဗျရှာလိန်လို့ဗောဗျာနော်ငငယ်လေးတွေကစဉ်းစားနေတာမကလာတီးကအမှန်လားမလကာတီးကအမှန်လားကိုလည်းမသိဘူးဗောဗျာနော် အဲ့တော့သူ့အတွင်းမုန်းတယ်ဗျဘာဖြစ်လို့လဲဆိုရှာလိန်လို့ဗျာနော် ပြောတော့ပြောချင်တယ်ရှာလိန်တယ်ဆိုတော့မျိုးစားပါဗျာနော်ပါရနာပြောပဲကောင်းတယ်ပေါ့ဗျာနော်နေ့လယ်ဒီမနေ့ဒီဆိုရင်ကျင်းငဲ့တန်လေးတွေပေါ့ဗျာနော်တီတီတူတူနဲ့အန်អော်နေတဲ့အတန်လေးတွေကြားရမယ်ပေါ့ဗျာနော်နေ့ခင်းဆိုလဲတစ်ချက်တစ်ချက်ပရစ်អော်ရန်နော်တိုးတိုးရန်လေတိုးရန်တိရွဲ့ကြွေတန် ဟာဒါမျိုးလေးတွေကြားရတာပေါ့အင်မတန်မှစိတ်ချမ်းသာပွဲကောင်းတယ်ပေါ့ဗျာနော် အခုကြည့်လိုက် လေညင်းလေးတွေတိုက်ခတ်နေတယ်ဗျာဟာအမကြည့်လေညင်းဆိုတာထက်နည်းနည်းလေးပုံပဲဗျာဟာပေါ့လွမ်းလို့လွမ်းရမှမတည်တဲ့အခြေအနေမျိုးပေါ့ဗျာနော်ဟုတ်ကဲ့ရည်စားမရှိတဲ့လူတွေလည်းလာလွမ်းလို့ရတယ်ပေါ့ဗျာနော်တချို့ကရည်စားရှိမှလွမ်းတယ်ဗျာ တချို့ကကြတော့ရည်စားမရှိပေမဲ့ဘာလွမ်းလို့လွမ်းရမှမသိဘူးဆိုတော့လူတွေရေတကွန်တောင်ပေါ်ပါကြီးမွန် channel လာခဲ့ပေါ့ဗျာနော် အလိုလိုနေရင်ကိုလွမ်းရမယ်ဗျာနော်တသက်လုံးကိုကြိုက်ကြတဲ့မိန်းကလေးလည်းမရှိကိုကကြိုက်ကြတဲ့မိန်းကလေးလည်းမရှိတဲ့ဆိုတော့လူမျိုးတွေအလွမ်းတက်ခံရခြင်းတော့ဒီနေရာလာခဲ့ပေါ့ဗျာနော်ဟိုမှာကွတ်ပစ်လည်းရှိတယ်ပေါ့ဗျာနော်ယောက်ျားလေးတွေဆိုကွတ်ပစ်ပေါ်တက်ပြီးတက်လွမ်းလို့ရတယ်ဗျာနော်အာဟိုမှာရှောက် တီအကြီးစားပါဗျာနော်ဒီကောင်ကကြတော့ရှောက်တီရဲ့မူရင်းမျိုးနွယ်ကဘယ်ကလာလဲကျွန်တော်ကလည်းစဉ်းစားကြည့်တယ်ဗျာနော်ကျွန်တော်တော့မိုးကော့ခေါ်တော့ရှောက်ပန်တီလို့ခေါ်တာပေါ့ဗျာနော်ရှောက်တီအကြီးစားမျိုးပေါ့ဗျာနော် ူကရွတ်တည့်ကြည်လိုက်ရင်ကျွဲကောဒီနဲ့တူတယ်ဗျအာတချို့လူတွေကအာဣအောင်ဝါရောင်းကြတာဗောနော်ကျွဲကောဒီလို့လို့ရှောက်ဒီလို့လို့ရှောက်ဒီလို့လို့ကျွဲကောဒီလို့လို့မျိုးနဲ့ရောင်းကြတာဗောဗျာနော်ဟုတ်ကဲ့အနည်းကကြည့်အောင်ဗျကျွဲကောဒီတွေကအထိတ်မှာဘူးလုံးလေးပါတာဗောဗျာနော်ဒီကောင်တွေကအထိတ်မှာဘူးလုံးမပါဘောဗျာ သူ့ရဲ့ညာတံမှာပေါ့ဗျာနော်ညညာတဲ့မျက်နှာပြင်မျိုးရှိတယ်ဗျာပုံမူပြီးမှမဖောင်းထွက်နေပေါ့ဗျာနော်အဲ့တော့ဒီကောင်ဒီရှောက်ပန်ဒီတော့မဟုတ်ရှောက်တီအကြီးစားပေါ့ဗျာနော်ကျွဲကောဒီတော့မဟုတ်တော့ဘူးပေါ့ဗျာနော်ဒါပေမဲ့ပုံပန်းတရံပြောင်းလဲထားတဲ့မူရင်းမျိုးຫນွယ်ကနဲ့ क्वे ပြလာတဲ့ရှောက်ပန်ဒီတော့မဟုတ်ကျွဲကောဒီအဲ့လိုလဲဆူရကောင်းဆူရနိုင်တယ်ပေါ့ဗျာနော် လျှောက်တီးအစစ်ကတော့ဒီမှာဗျအာဒီအရဲ့လျှောက်တီးနဲ့ကျွန်တော်တို့မိုးကိုဘက်ကရဲ့လျှောက်တီးကွဲပြားခြားနာတယ်ဗျာနော်မိုးကိုရဲ့လျှောက်တီးအားကြတော့ကျွဲဘလူးလျှောက်တီးပေါ့ဗျာနော်ဒီအားလျှောက်တီးကြတော့လျှောက်ချိုတီးလျှောက်တီးပေါ့ဗျာနော်သူကလျှောက်ချိုတီးနဲ့တူတယ်ဗျလုံးဝနဲ့ဖင်ကပြပြလေးပေါ့ဗျာနော်ဒီမှာကြည့်လိုက်အမ် ြောရရင်တော့သူကရှောက်လိန်ပေါ်နဲ့တူတယ်ပေါ့ဗျာနော်ကျွန်တော်မိုးကွာကြတော့ဘလူးဆိုတဲ့အတိုင်းကြမ်းတန်းတန်းရှာတတရှည်တီတီနော်လုံးတုံးတုံးအချွန်တွေအတက်တွေဘူးတွေဒစ်တွေနဲ့ပေါ့ဗျာနော်ပါပြောပြောပြလက်ငင်းရှားချင်တော့ရှောက်ရက်ကတော့ကောင်းမကောင်းနှုမနှုလက်ဆက်တယ်ဆိုတာတည်းပူတယ်ပေါ့ဗျာနော်ဟုတ်ကဲ့ခူးစရာမလိုဘူးဗျဟောမှာဒီလိုကင်မိမလားဆိုဒီမှာပါဇက်ထဲဒိုက်ရိုက်တွင်ပြီးဒိုက်ရိုက်ကိုက်စားလိုက်လို့ရတဲ့အချိန်မျိုးဗျဩပေါ်မှာပေါ် လက်ဆမ်းမလက်ဆက်ရှောက်တီးတဲ့အမန်ကန်ရှောက်ရွက်တွေကိုအမန်ကန်ကြိုက်တယ်အမန်ကန်လက်လက်ဆက်ဆက်စားချင်တော့ဗျာနော်ဘလောက်ထိလက်ဆက်လဲဆိုတော့အတိုင်းတာပြချင်ဒီမှာဗျဒီလိုကန်ပြီးမှကျွန်တော်နမူနာကပ်ရမယ်ဟွန်း။တတကကပ်လာတော့ဗောဗျာနော်ပြောရရင်တော့ရှောက်တီးရွက်ကိုရှောက်ရွက်ကိုလက်လက်ဆက်ဆက်ပေါ့ဗျာနော်ခုတော့မခုပဲဒီတိုင်းကြိုက်စားတာဒီထက်လက်ဆက်တာဘယ်မှာတော့ရှောင်မလဲဘယ်မှာမှရှောင်လို့မရဘူးဗျာနော် ပါကြီးမို့ချံပါတော့ရှာလို့ရတယ်ပေါ့ဗျာနော်လာလေကြပေါ့ဗျာနော်ချံပိုင်ရှင်ကတော့အလဲလာဖို့ခေါ်ခေါ်တော့မသိကျွန်တော်ကတော့ဇွတ်တင်းခေါ်တယ်ပေါ့ဗျာနော်ဒါပေမဲ့ချံပိုင်ရှင်ကလည်းသဘောကောင်းတယ်ဗျာလာတဲ့လူတွေကိုအာသူရှိတဲ့ဟာတွေအားလုံးအခန့်ကျွေးမွေးတယ်ပေါ့ဗျာနော်သဘောကောင်းတယ်ဆိုတာနဲ့ပိုတယ်ပေါ့ဗျာနော်ဟုတ်ကဲ့သူ့အစားလဲကျွန်တော်လာလေဖို့ဖိတ်ခေါ်တယ်ပေါ့ဗျာနော် ကျွန်တော်ဟာကျွန်တော်လဲရှာရှည်ပြီးမှဖိတ်ခေါ်တယ်ဗောဗျာเนาะကျွန်တော်ဒီနေရာကိုမကြခဏရောက်တယ်ဗျာအပြင်းပြေတဘော အလဲတဘောဗောဗျာเนาะဒီမှာခန်ဒီအာလူနဲ့နှက်စားမလားဟွန်းကြက်သားနဲ့နှက်စားမလားမီးဖုတ်ပြီးတုပ်စားမလားရေလုံးပြုတ်ပုံစံမျိုးနဲ့ဟင်းရီတောက်ချက်မလားဟာကုတ်စင်ပြေတယ်ဗျာเนาะอ๋อ တင်ဘော်ဒီတွေမြင်တော့ငယ်ဘွားကိုရန်တရီရတယ်ဗျာနော်ငယ်ငယ်တုန်းကဆိုရင်ဒီလိုတင်ဘော်ဒီတက်တက်လေးတလုံးခိုးစားရဖို့အရေးကိုတော်3000တောင်3000ဟာကြော်ဖြက်ပြီးမှမနဲ့ဝေလီဝေလင်းတော့မဟုတ်ညမောင်ကြီးပြောစားအချိန်မှာလူလေးရာကိုခြောက်ပြီးမှလေးကွာနဲ့ပြစ်ကြလာတဲ့ဟာကိုလွယ်အိတ်ထဲပြစ်ကောက်ထဲပြစ်အာစာရတာချူမချူပေါ့ဗျာနော်ဒါမဲ့လိုက်လာတော့အတုမခိုးကြနဲ့ပေါ့ဗျာနော် ကျွန်တော်ပြောသလိုပဲအခုခေတ်လူငယ်တွေကတော့ဒီလိုနေရာမျိုးတွေကိုတိတ်မရောက်ဖြစ်ကြဘူးဗျာနော်ကျေးဇူးပြုမှလူငယ်တွေလည်းနားထောင်ဖို့ဗျာနော်ဂိမ်းလေးတွေကိုခနာချမျက်စိလည်းအေးစေတယ်စိတ်ကိုလည်းကြည်နူးစေတယ်လူကိုလည်းကြမ်းမာရေးကောင်းစေတယ်ဆိုတော့ပေါင်တက်ခီးလေးကိုတော့မဖြစ်မနေတပတ်တစ်ခါမဟုတ်ရင်တော့15ရက်တစ်ကြိမ်မဟုတ်ရင်တော့တစ်လတစ်ကြိမ်လိုင်းမှာခန္ဓာကိုယ်ကြွက်တာကောင်းမွန်ဖို့အယိုးအစစ်တွေတာမာစေဖို့ မျက်စိလေးတွေအနာရစေဖို့လူစိတ်ကလေးတွေကိုကျမ်းမာပျော်ရွှင်စေဖို့ပေါ့ဗျာနော်။တောင်တက်ခီးတောခီးလာလေတဲ့နေပေါ့ဗျာနော်။မန္တလေးမြို့ဆိုတာလူတွေကမျက်စိတည်းမြင်အောင်လိုက်မြို့ကြီးပြကြီးလို့ပဲမြင်တာပေါ့ဗျာနော်။မဟုတ်ဘူးဗျာအနီးအနားမှာစိတ်ဆန်းရေတကွန်တောတောင်ဟာတတီပန်းမှအာအများကြီးစုံလင်စွာ ရှိတဲ့နေရာတွေရှိတယ်ပေါ့ဗျာနော်။ကားလည်းရောက်တယ်ပေါ့ဗျာနော်။ ကားကိုအောက်ဖုံးကြောင်းတန်းလေးမှာထားပြီးမှခြံထဲထိလမ်းလျှောက်ခဲ့ကလေးတွေရဲ့ခြေတော့ခြေဖွာကျမကြီးကောင်းတယ်ဗျာနော်ဒူးစစ်တွေအကွေးအညွန့်ကောင်းစေတယ်ပေါ့ဗျာနော်ကြွက်သားတွေတန်ပါစေတယ်ဗျခြေတလုံးကြွက်သားတွေကိုအထူးကောင်းမွန်စေတယ်ပေါ့ဗျာနော်ခြေတလုံးဆိုတာဒုတိယလူတယောက်ရဲ့နှလုံးသားပေါ့ဗျာနော်လူတယောက်ကနှလုံးနံပါတ်1ကျမ်းမာဖို့လိုတယ်ပေါ့ဗျာနော်နံပါတ်2ကတော့ခြေတလုံးမြခြေတလုံးဆိုတာက လူရဲ့ဒုတိယနှလုံးပေါ့ဗျာနော်။ဒါကြောင့်မို့ခြေတလုံးကြွက်သားလေးတွေမအောင်အလုံးလုံးအောင်ကိုကအမြဲတမ်းလမ်းလျှောက်ပေးဖို့လိုမယ်ပေါ့ဗျာနော်။အဓိကတောင်တက်ခီးကိုတက်ပေးဖို့လိုမယ်ပေါ့ဗျာနော်။အဲအကြောင်းကလေးတွေမွေးထားတဲ့မိဘတွေကိုကလေးတွေလိမ်မရင် ပြီးရောဆိုမှဖုံးနဲ့မပစ်ထားစေခြင်းပေါ့ဗျာနော်။လမ်းလေးတွေရှောက်ရှုခင်းလေးတွေကြိစိတ်လေးတွေအပန်းဖြေအနားယူ ြောရရင်တော့သူ့ရဲ့စိတ်ကိုဒီဂိမ်းထဲရနဲ့ဖြစ်စေဒီရဲ့အလုံးမလုံးချင်းခန္ဓာကိုယ်မတုံချင်တဲ့ပုံစံမျိုးရနဲ့ဖြစ်စေကွဲထက်တော့အောင်ပေါ့ဗျာနော်လဲဖို့တော့လုံမယ်ပေါ့ဗျာနော်ဘယ်ဟုလဲဆိုတော့တော်ခီးပေါ့ဗျာနော်ဟုတ်ကဲ့လေကြောတွေမတရားရှည်ရွားရပါရဲ့နော်မတရားရှည်ရွားရပြ